မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတင်ဆက်ပေးသွားမှာကတော့ကြောက်ဖြူတိုက်ပွဲမှာအထိနာနေတဲ့ရခိုင်လက်နက်ကန်တပုံနဲ့ဒုက္ခရောက်နေတဲ့ရခိုင်ပြည်သူတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်လက်နက်ကန်တပုံ AA ကကြောက်ဖြူတိုက်ပွဲကိုပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့တာတာရင်းနေ့ကနေစတင်ပြီးတော့တိုက်ပွဲပေါ်ဆောင်ခဲ့တာဖြစ်ပါတယ် ဒီနေ့ဆိုရင်တော့ရက်ပေါင်း294ရက်ကြာမြင့်သွားပြီဖြစ်ပြီးရခိုင်လက်နက်ကန်တဘုံ AA စတင်ပြီးစေပေါ်ဆောင်ခဲ့တဲ့နေရာကနေဆက်လက်ပြီးတော့ဆုတ်ခွာနေကြရပြီဖြစ်ပါတယ်။ဒီကြောက်ပြူတဲ့ဘက်ကိုရခိုင်လက်နက်ကန်တဘုံစတင်ချိန်တုန်းကတော့ကြောက်ပြူရန်ရဲလမ်းမရဲ့ဒီအတွင်းမှာရှိနေတဲ့ဒီတစ်ပုတ်တောင်လမ်းစုံနောက်ပြီးတော့မင်းမြေရီဒါစင်အနီးပတ်ဝန်းကျင်တွေမှာသူ့ဖွဲ့ပြီးတော့စေရေးလုံရှောင်းကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကြောက်ပြူတဲ့ဘက်ကိုဇုံသုံးခုနဲ့ခွဲပြီးတော့စေရေးပေါ်ဆောင်ခဲ့တာဖြစ်ပေမဲ့လက်ရှိအချိန်မှာတော့တမလော်ကနေမြေကန်တပ်ရင်းတပ်ဖွဲ့တွေနဲ့နေမရှင်ကြီးဆောင်ရွက်မှုတွေကြောင့်ရခိုင်လက်နက်ကန်တဘုံ AA နဲ့ ်ပေါင်းပါတွေကသူတို့ခံစစ်တွေအကြီးအကျယ်ပြင်ဆင်ထားပြီးတော့ရေချိုးအေးမြင့်ရှိနေတဲ့ဈေးချောင်းတန်းချောင်းဆယ်ကနေစုခွာနေရပြီဖြစ်တယ်လို့ဒီကြောက်ပြူတိုက်ပွဲမှာဒီ command post အနေနဲ့ရှိခဲ့တဲ့ရှေ့တန်းဌာနချုပ်တခုအနေနဲ့အသုံးပြုခဲ့တဲ့မင်းမြင့်ရေချိုးစခန်းကနေစုခွာနေကြရပြီဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာ10ရက်နေ့ကစပြီးတော့ရခိုင်လက်နက်ကိုင်တပေါ်အေအေနဲ့ဒီအပေါင်းပါတွေကမင်းမြင့်ရေချိုးစခန်းကနေစုခွာပြီးတော့တန်းချောင်းဆယ်ရဲ့အတွင်းဘက်မှာရှိနေတဲ့ဒီရွာတွေအထိကျေးရွာတွေအထိ ကမ်းပေါ်ရွာတွေတိစုပ်ခွာနေရတာတွေရှိတယ်လို့ကြောက်ဖြူရံပြေလမ်းမရဲ့အတွင်းမှာရှိနေတဲ့ဝနက်ချိန်ဝမြောင်ကြောက်ကလေးစတဲ့ရွာတွေတိကိုစုပ်ခွာနေကြရပြီဖြစ်ပါတယ်။ပြုမြို့နယ်မှာတော့ဒီကျေးရွာအုပ်စု52အုပ်စုနဲ့ကျေးရွာပေါင်း149ရာရှိပါတယ်။ကြောက်ဖြူတံခွဲစတင်ခြင်းကလေးကရခိုင်နဲ့နဲ့ကိုင်းတဲ့ပုံအေအေရဲ့စီရေးပေါ်ဆောင်မှုတွေကြောင့်ကြောက်ဖြူအနီးပတ်ဝန်းကျင်မှာရှိနေတဲ့ကျေးရွာ30ကျော်ကစစ်ဘေးရှောင်ဘဝကိုရောက်ရှိနေကြတာဖြစ်ပါတယ်။အရှိချိန်မှာလည်းရခိုင်နဲ့နဲ့ကိုင်းတဲ့ပုံအေအေရဲ့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲမျှော်လင့်ချက်က တဲတဲ့ခြေတုံဖြစ်လာပြီးတော့လေတဲ့တိုင်းရင်စောက်နေတဲ့သဘောမျိုးကြုံတွေ့နေရပြီဖြစ်ပြီးလက်ရှိချိန်ထိလည်းရခိုင်လက်နက်ကိုင်သဘောအေအေနဲ့ပေါင်းပါတွေကဒီကြောက်ပြူလမ်းတွေလမ်းမင်းကနေစနင်းမြို့ဘဝဉ္ဇင်တီကိုစောက်ခွာနေကြရပြီဖြစ်ပါတယ်။စနင်းမြို့နယ်ထဲမှာတော့ကြေးရွာအုပ်စု၆အုပ်စုသာရှိပါတယ်။ဒီဘဝဉ္ဇင်ကြီးရခိုင်လက်နက်ကိုင်သဘောအေအေနဲ့ပေါင်းပါတွေစောက်ခွာနေကြရတာတွေရှိတယ်လို့ဒီကြောက်ပြူမျိုးနယ်ဘဝဉ္ဇင်မှာရှိနေတဲ့ဒေသကရခိုင်လူမျိုးတွေဒါအပြင်ရခိုင်လက်နက်ကိုင်သဘောအေအေနဲ့အတူရပ်ပေါင်း၂၈၀ကျော်အတူတူကနေထိုင်ခဲ့တဲ့ဒီရခိုင်အစွန်ရောက်တွေအားလုံးကလည်းတက်မော်ရဲ့နေမရှင်ကြီးဆောင်ရွက်မှု တွေအောင်မြင်ချက်တွင်မှုတွေကြောင့်အကျန်းဖက်သမားတွေနဲ့အတူဆုတ်ခွာနေကြရပြီဖြစ်ပါတယ် လက်ရှိအချိန်ဒီကြောက်ပြုံမြို့နယ်မှာရှိနေတဲ့ကျေးရွာ249ရွာ250နီးပါးနဲ့ကျေးရွာ50နီးပါးကတော့ deservation ဘွားကိုရောက်ရှိနေကြပါတယ်။ဒီလို deservation ဘွားကိုရောက်ရှိနေတဲ့အတွက်ရခိုင်နဲ့နှက်ကန်သဘောအေအေနဲ့အပေါင်းပါတွေက deservation တွေကိုအကြောင်းပြ deservation တွေကိုအကြောင်းပြုပြီးတော့မြောက်ပြစံတောင်းပုံစံမျိုးနဲ့ဒီ deservation တွေကိုအကြောင်းပြုပြီးတော့စားနပ်ရိက္ခာစေဝါနဲ့မကြခင်စောင်းပေါတော်မှာဖြစ်တဲ့အတွက်ပင်လေလေတက်ပင်လေရေတောက်ပြီးတော့ဒုက္ခရောက်ကြမယ်ရခိုင်ချမ်းဖက်တွေအရေးကတော့မတွေးဝင်စရာဖြစ်လာပါတယ်။အဲ့ဒီအတွက်လည်းပရိဒအမြင်ခံထားတဲ့ရခိုင်လူမျိုးရေး ီအစွမ်းရောက်တွေကဒီ Pride ကောင်းစဉ်နဲ့ပြပရောက်နေတဲ့ရခိုင်လူမျိုးရေးအစွမ်းရောက်တွေကလည်းအလွန်ငွေရရှိဖို့ခွက်ခောက်ပြီးစူးစမ်းနေကြတာတွေလည်းကျွန်တော်တို့ကြားသိနေရပါတယ်။ အရှိအချိန်မှာတော့ဒီဂျပန်နဲ့နိုင်ငံတကာအေအေကျောင်းထောင်နောက်ကန်ပြုတ်ထားတဲ့အချက်ပအပိမီဒီယာတွေကတော့တောက်ဖြူအနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်နှစ်ဖက်တွေတိုက်ပွဲတွေဖြစ်ပေါ်နေတယ်။အဲ့ဒီအတွက်ရဟန်နဲ့နိုင်ငံတကာအေအေကတမတော်ကတင်းချုပ်ထားတဲ့နေရာတွေကိုပြန်လည်ပြီးတော့တင်းချုပ်နိုင်ခဲ့တယ်။သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ဒီနိုင်ငံရေးရေးချိန်နိုင်ပါရရခိုင်လူမျိုးရေးအစွမ်းရောက်တွေနဲ့ပြည်ပရောက်ရခိုင်ကျွန်းခံတွေအားလုံးကိုဒီဝါရဖြန့်ပြီးတော့အလုံငွေရရှိဖို့ကြိုးစားနေရတာရှိပါတယ်။ ဒါပေမဲ့ဒီနေ့နိုဝင်ဘာ21ရက်နေ့ဒီမြေပြင်မှာရှိနေတဲ့အခြေအနေတွေကတော့ရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေရခိုင်ထောက်ဖို့ရခိုင်စစ်သွေးကြွတွေအားလုံးကတော့ကြောက်ဖြူရန်ပြည်လမ်းပိုင်းကြီးကနေတောက်လျှောက်ဆူဆူလို့စုတ်ခွာနေကြရပြီဖြစ်ပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာ18ရက်နေ့ကလည်းတမ်မတော်ကဒီကြောက်ဖြူရန်ပြည်လမ်းပိုင်းပေါ်မှာရှိနေတဲ့ဒီဝနက်ချင်း ကြောက်ကလေးစတဲ့ရွာတွေကိုလေကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။နောက်ပြီးတော့တောင်ငူရွာကိုလည်းလေကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်တိုက်ခိုက်မှုတွေရခိုင်လက်နက်ကန်တပေါ်အေးအေးနဲ့အာဘေးထောက်ခံသူတွေစုဖွဲ့နေရကိုလေကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကန်တပေါ်အေးအေးနဲ့ရခိုင်လူမျိုးရေးအစွန်းရောက်တွေထပ်မံတည်ဆုံးခဲ့ပြန်ပါတယ်။ လက်ရှိအချိန်မှာတော့ဒီရခိုင်အကြံဖက်တွေရဲ့လေတိုင်းကဝါရဖြန့်မှုတွေမှာတမလို့အထင်းချုပ်ထားတဲ့နေရာတွေကိုရခိုင်လက်နက်ကန်တပုံအေအေကပြန်လည်ထင်းချုပ်နိုင်ခဲ့တယ်လို့သတင်းတို့သတင်းမှားတွေထုတ်ပြန်နေပေမဲ့လက်ရှိပဂရိမြေပြင်မှာတော့အကြံဖက်စင်သွေးကြွတွေကဒေသကရခိုင်လူမျိုးရဲ့အစွမ်းရောက်တွေလူမျိုးပဲပစိုးဖို့ဆက်လွယ်တိုင်းပင်လယ်ရေတောက်ပြီးတော့မျက်ချောက်စားရင်းနဲ့စနေမျိုးပတ်ဝန်းကျင်တွေဆုတ်ခွာနေကြရပြီဖြစ်ပါတယ် တကယ်တော့ကြောက်ပြုတ်မျိုးကိုစည်ရေးပေါ်ဆောင်ခဲ့တာကဒီရန်ပြကျွန်းရဲ့တောင်ဘက်အချမ်းမှာရှိနေတဲ့ကြောက်မီမော်ကျွာကနေခြေပြုတ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ကြောက်မီမော်ဆိုတာကပြီးခဲ့တဲ့ခေတ်ဆက်ဆက်ကလေးကရခိုင်ပြည်နယ်ကိုဝင်တဲ့ပင်လယ်ရေကြောင်းတစ်ထောင်သားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ 2014ခုနှစ်ရခိုင်လက်နက်ကိုင်သဘောအေရခိုင်မြင်းနယ်ကိုဝင်ရောက်လာတဲ့အချိန်မှာတော့ဒီဒေသတွေအတွင်းရက်ကီတာလမ်းစဉ်ကိုစစ်ကူးရင်ပြီးတော့ထွန်းမြက်နိုင်ကရခိုင်မြင်းနယ်မှာရှိနေတဲ့ရခိုင်လူမျိုးတွေအားလုံးကိုကတင်နိုင်မယ်ဆိုတော့စစ်ကူးရင်မှုတွေနဲ့ဝင်ဟန်အောင်လို့ဥဆောင်နေဒီစာရေးဆရာရောင်ရောင်အောင်ပရဟိတရောင်ရောင်နေတဲ့ဝါရဖြတ်မှုတွေကြောင့်ကြောင်းနေမော်ဒေသကတော့ဒီရခိုင်လက်နက်ကိုင်သဘောအေရဲ့အဓိကထောက်ပို့နေရဖြစ်ခဲ့ပါတယ်။တိုက်ပွဲတွေမဖြစ်ခင်ကာလတွေမှာလည်းဒီကြောင်းနေမော်ဒေသကရခိုင်လူမျိုးရဲ့အဆွန်ရောက်တွေကုန်တယ်မှုပြုလုပ်ပြီးတထောင်ထားတဲ့နေရာဖြစ်ခဲ့ပြီးတော့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲဆင်နွှဲ မယ်လို့ရခိုင်လက်နက်ကိုင်သဘော A ကစီရင်ဖော်ဆောင်တဲ့အချိန်လိုအပ်တဲ့လက်နက်ခေရန်အပါအဝင်စားနပ်ရိက္ခာတွေကိုဒီပြည်မကနေတည်ဆောင်ပြီးတော့ပင်လယ်ရေကြောင်းကနေတည်ဆောင်ပြီးတော့ထောက်ပို့ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။တန်ရဲကနေတစဉ်တည်ဆောင်တာတွေရှိတယ်။ ARL တိုင်းကနေတစဉ်ပင်လယ်ရေကြောင်းကနေမှောင်ခိုလမ်းတွေကနေတည်ဆောင်တာတွေရှိပြီးတော့ကြောက်ဖြူကိုတိုက်ပွဲဖော်ဆောင်နေတဲ့ရခိုင်လက်နက်ကိုင်သဘော A ကိုအများဆုံးထောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ရခိုင်လက်နက်ကိုင်းသဘောအေကဆစ်ရှုံမီဆုပ်ပါနေကြရပြီဖြစ်ပြီးတော့ကြောက်ပြူရံပြေလမ်းမိုင်းကနေစနဲမျိုးလမ်းစုံကုန်းမောင်ကြီးတောင်ရင်ကုန်းသွယ်စားတဲ့ကျွာလမ်းစုံအထိကိုဆုပ်ခွာနေကြရတယ်ဆိုတဲ့တတင်းတွေလည်းကြားသိရပါတယ်။လက်ရှိအချိန်မှာတော့ဒီရခိုင်လက်နက်ကိုင်းသဘောအေဆစ်ရှုံမီဆုပ်ခွာထွက်ပြေးထားတဲ့မင်းမြင့်တိုင်းတွေကနေအခုဒီကြောက်ပြူစနဲလမ်းစုံကြောက်ပြူတောင်ရင်မောလမ်းစုံမှာရှိနေတဲ့ကုန်းမောင်ကြီးတောင်ရင်ကြီးရွာအနီးအထိအကြမ်းဖက်တွေဆုပ်ခွာနေကြရပါတယ်။ အကယ်၍တမတော်ကားသာဒီမင်းမြင်ကနေတဆင့်ကြောက်ဖြူရန်မြေလမ်းမရဲ့ဒုတိယအရေးပါတဲ့နေရာတစ်ခုလို့ခေါ်လို့ရတဲ့ကုန်းမောင်ကြီးရွာတောင်ရင်းကပုံတရာ300ဆုထားတဲ့လမ်းစုံကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ရခိုင်နဲ့တက်ကန်တဘောင်အေအေတွေရဲ့အလောစီလမ်းကြောင်းကိုအတိုင်းအတာတစ်ခုထိဖြတ်တောင်းနိုင်ပါလိမ့်မယ်အရှိချင်းမှာတော့ရခိုင်လက်နက်ကိုင်တဘောင်အေအေနဲ့အပေါင်းပါတွေကမင်းမြင်ကနေတည်လမ်းမကြီးတိုင်းဆုတ်ခွာနေတာတွေရှိတယ်။တိုင်းချောင်းဇင်းချောင်းကနေတဆင်အတွင်းလိတ်တင်စင်တင်လိတ်တင်ကမ်းပေါ်စားရွာတွေကနေဆုတ်ခွာနေကြတာတွေလည်းရှိပါတယ်။ ။ဒါကြောင့်မလို့တက်မလို့ရှိအနေနဲ့ပင်လယ်ကမ်းစပ်မှာမြန်မာပြည်ရဲ့ပင်လယ်ကမ်းရိုးတန်းကိုအခြေပြုပြီးတော့အကြံဖက်သမားတွေစုဖွဲ့နေတဲ့လှုပ်ရှားနေတဲ့နေရာတွေကိုကင်းထောက်ပြီးလက်နက်ကြီးနဲ့ကြိုတင်ပစ်ခတ်ရှင်းလင်းတာတွေပြုလုပ်ထားဖို့လိုပါတယ်။အကြံဖက်သမားတွေစုခွာရလမ်းကမင်းမြင့်ရှင်နယ်တော်ကနေစုခွာပြီးတော့ဂျင်းချောင်းတိုင်းချောင်းကနေအတွင်းဘက်ကမ်းပေါ်ရွာတွေထိငလုံးသွေးရွာတွေထိစုခွာနေကြတာတွေရှိတယ်လို့မင်းမြင့်ကနေတစင်းဒီကောင်းမောင်ကြီးရွာကြောက်ကလေးရွာတွေထိစုခွာနေကြတာတွေရှိပါတယ်။ဒါကြောင့်အကြမ်းဖက်သမားတွေစုခွာနိုင်တဲ့လမ်းကြောင်းတွေကတော့စနေမျိုးပတ်ဝန်းကျင်ကတောက်လျှောက်စုခွာနေကြတာရှိတဲ့အတွက် စနဲမြုပ်ပဝင်းညမှာရှိနေတဲ့ကျေးရွာတွေစနဲမြုပ်ကိုသွားရောက်နိုင်တဲ့ကျေးရွာချင်းဆက်လမ်းတွေမှာမျက်ရှိမပြတဲ့တောက်လျှောက်စလို့ပြည်ရှင်ရှင်နေမြရှင်ကြီးဆောင်ရွက်ထားဖို့လိုပါတယ်။ အဲ့ဒီအတွက်ရခိုင်လက်သက်ကန်တဲ့ဘုံအေရစီရေးပေါ်ဆောင်မှုကြောင်းတော့ကြာတာတာနဲ့စိတ်ကိုရမှုတွေကြောင်းရခိုင်ပြည်နယ်မှာရှိနေတဲ့ကြောက်ပြုံမျိုးနယ်မှာရှိနေတဲ့လူကြီးတသိန်းကျော်ကတော့ဒီခွေပြေးဝက်ပြီးပြေးနေရတယ်လို့ဆိုရမှာဖြစ်ပါတယ်။တချိန်တော့ကတော့ကြောက်ပြုံမျိုးကိုရခိုင်လက်သက်ကန်တဲ့ဘုံအေကထင်းချုံနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဒီအဖရခိုင်နိုင်ငံတော်ကြီးထူထောင်မယ်ဆိုတဲ့ကြောက်ပြုံမှာရှိနေတဲ့ဒါရခိုင်တွေကတော့ဒီရခိုင်လက်သက်ကန်တဲ့ဘုံအေကိုတမင်းဖို့ဖို့ဟင်းဖို့ဖို့ချက်တွေးခဲ့ကြပါသေးတယ်။ဒါပေမဲ့တပြေးပြေးချင်းစစ်ရှုံးလာကြတာလည်းရှိတယ်။စစ်ရှုံးလာကြပြီးတဲ့နောက်ဒီပြိုင်းစစ်ကြီး နှမ်းဖဲတော်ဘဝင်းကျင်ကဒေသခံတွေကိုအတင်းအဓမ္မစစ်သားစုစားမွေးရစေးတွေတိုက်ပြီးတော့တမတော်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုတွေအခုကံမှုတွေပြုလုပ်တဲ့နောက်ပိုင်းမှာတော့ဒေသခံတွေကရခိုင်နန်းနဂံတပုံအေအေကိုဆက်ဆုပ်ရွံရှာလာပြီးဖြစ်ပါတယ်။တချိန်တော့အပရခိုင်နိုင်ငံတော်ထူထောင်ပြီးကြောက်ဖြူကျွန်းရန်ပြေကျွန်းကြီးတခုလုံးဝင်မျိုးတိုးတက်မယ်လို့မျှော်လင့်ထားကြပေမဲ့တကယ်တဲ့ပကတိအခြေအနေမှာတော့ရခိုင်နန်းနဂံတပုံအေအေရဲ့လေကြီးလေကြီးပြောမှုတွေအတွင်းမှာပဲဒေသခံရောသူရောသားတွေကိုယ်တိုင်ပေါ်တာဆွဲခံလာရတာဖြစ်ပါတယ်။ ဒီတွေလက်ရှိမှာရခိုင်နဲ့နှက်ကိုင်းသဘောအေးပေးတဲ့ဒုက္ခတွေကိုခါစီပြီးခံနေကြရပါတယ်။မကြငင်စောင်းဝင်တော့မဲ့အချိန်ရခိုင်စစ်ပြေးတွေရခိုင်လူမျိုးကြီးအစွန်ရောက်တွေကိုလည်းစစ်ပြေးဘဝကိုရောက်နေပြီးတော့ပြက်တယ်လက်တယ်နဲ့ရေကြော်တော်တောက်ဆံမရှိတဲ့ဘဝကိုရောက်ရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီအတွက်လေကြောက်ဖြူနဲ့ဒီစနေမျိုးပတ်ဝန်းကျင်မှာရှိနေတဲ့ Pride အမေရိကန်ရခိုင်လူမျိုးရေးအစွန်းရောက်တွေကစစ်ဘေးရှောင်တွေကိုအကြောင်းပြပြီးတော့စစ်ရှုံးနေတဲ့ရခိုင်အကြမ်းဖက်တွေအတွက်စားနေရေးခါတွေစေဝါတွေကိုရရှိဖို့ထောက်ပံ့ရေးရရှိဖို့တဲ့ကြိုးလမ်းဆောင်ရည်နေရတယ်ဆိုတော့တည်င်းတွေကိုလည်းကျွန်တော်တို့ကြားသိရပါတယ် စီပေးဆောင်တွေကိုအကြောင်းများဒေသခံရခိုင်လူမျိုးတွေအတိဒုက္ခရောက်နေတာတွေကိုအကြောင်းပြပြီးတော့မောဃတွေရရှိဖို့အနှွေးတွေရရှိဖို့စေဝါရရှိဖို့တွေကိုကြိုးပမ်းဆောင်ရွက်နေတာရှိပါတယ်။ဒါကြောင့်မလို့ရခိုင်ပြည်နယ်ကိုဝန်ထမ်းတဲ့လမ်းတွေဖြတ်လေးပြတ်တာမကဖြတ်ငါးပြတ်ကိုလည်းပြည်ပြည်စီစီနဲ့ဖြတ်တောက်ထားနိုင်ဖို့လိုပါတယ်။ ။အဲ့ဒီအချိန်မှာတော့ကြောက်ဖြူရံပြဲပတ်ဝန်းကျင်ကရေပြင်မှာတမတော်ရှိကရေရင်အုပ်စုကဝင်းရံပိတ်ဆို့ထားပြီးဖြစ်တယ်လို့တန်တွဲမျိုးအနည်းကရေပြင်မှာလည်းတမတော်ရှိရဲ့ရေရင်အုပ်စုကရှိထားပြီးဖြစ်တဲ့အတွက်ရခိုင်နိုင်ငံကိုင်းတပုံ A ရဲ့အာပေးထောက်ခံသူတွေကြောထောင်နောက်ခံပြုတ်ထားတဲ့သူတွေမပန်းလေအကြောင်းပြပြီးတော့ခိုးတယ်ကိုကုံတွေခိုးတယ်ကိုစေဝါးတွေခိုးတယ်ကိုထောက်ဖို့တွေလောက်ကိုစမ်းစားနေတဲ့သူတွေအတွက်ကတော့တဖြည်းဖြည်းနဲ့ပေါင်ကျင်းလာပါတယ် ။ဒါကြောင့်မလို့ရခိုင်လမ်းသက်ကိုင်းသဘုံအေးစည်ရေးပေါ်ဆောင်တဲ့ကြောက်ပြူရန်ပြင်းကျွန်းမှာကတော့တဖြည်းဖြည်းနဲ့စုပ်ကပ်ကိုရောက်လာပြီးတော့စစ်ဘေးရှောင်တွေလည်းအသားအရည်တွေပိန်ချုပ်ဝင်းပြက်ဝမ်းလျှောတွေဖြစ်ဖျားလို့တော့ပါရာစီတမောတောက်စီရမရှိဘဲနဲ့ဝင်းလျှောရင်ကြောင်မူရဆို့ထားရတဲ့အခြေအနေနဲ့ပါကြုံတွေ့နေရတာဖြစ်ပါတယ်။ဒီလိုအခြေအနေနဲ့ပဲအဖရခိုင်နိုင်ငံတော်ထိုးတော်မယ်ဆိုတဲ့စိတ်ကူးရှင်မှုကတဖြည်းဖြည်းနဲ့ဒီကြသလိုကြသွားနေတာဖြစ်ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်ပေးမယ်ဆိုတဲ့ထွန်းမြတ်တဲ့ဥဆောင်နဲ့ရခိုင်လက်နက်ကန်တပုံအေရဲ့ဝါရပြန့်စီယုံမှုတွေကလည်းတဖြည်းဖြည်းနဲ့ပြောက်ဝဲစပြုတ်လာပြီဖြစ်ပါတယ် အခုဆိုရင်တော့ဒီကြောက်ဖြူကနေစုတ်ခွာလာကြတဲ့အဖွဲတွေကကြောက်ဖြူစနေမျိုး38မိုင်အကွာဝေးကနေစုတ်ခွာလာတာအခုဆိုရင်တဝက်တီကိုစုတ်ခွာနေကြရပြီဖြစ်ပါတယ်။မကြာခင်ဂျပန်အတွင်းတွေရခိုင်အကြမ်းဖက်တွေနဲ့ရခိုင်ဖောက်ဖို့တွေရခိုင်လူမျိုးအမိခံသားတွေရခိုင်အစွမ်းရောက်တွေအားလုံးကစနေမျိုးပဝင်းချင်းမှာရှိနေတဲ့ရွာတွေမှာရေချမ်းကြီးရွာဒီတောင်မူလေးရွာလေပြင်းစုရွာစားတဲ့ရွာတွေမှာတွားရောက်ပြီးတော့စစ်ဘေးရှောင်အမိနဲ့စုဖွဲ့နေကြပါလိမ့်မယ်။ ဒါကြောင့်မလို့ကြောက်ပြူရန်ရဲ့လမ်းတိုင်းကနေတဆင်မအီတောင်ကိုလမ်းကိုပိတ်ဆို့နိုင်ဖို့လိုပါတယ်။လက်ရှိချိန်မှာလည်းမအီတောင်ကိုလမ်းကဒီတိုက်ပွဲတွေကြောင့်အလို့စီလမ်းကြောင်းပြတ်တောက်နေတယ်ဆိုပေမဲ့အုံရှိပင်ပတ်ဝန်းကျင်ကနေတခိုးထုတ်နေတဲ့လမ်းကြောင်းတွေကနေတဆင်မှောက်ကိုသမားတွေကရခိုင်ပြည်နယ်ကိုအုံနေခိုးသွင်းနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါသေးတယ်။ ဒါကမကွေးတိုင်းကနေလည်းဒီရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကိုကုန်တွေခိုးသွင်းနေရတယ်။တရားဝင်ကောင်ကိုလမ်းကြောင်းနဲ့ရှိနေသေးတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတဲ့အတွက်နေမီကန်တပ်ရင်းတပ်ဖွဲ့တွေရဲ့တက်စာရှိမှုနဲ့အကြမ်းဖက်တွေရဲ့ရိုးပေါက်တွေကိုမပိတ်နိုင်မှုအတွက်အခြေအနေကိုထောက်ပြနေတာမျိုးမြင်တွေ့နေရပြီးဖြစ်သွားတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်လက်တက်ပိုင်းတဘောအေအေကကြောက်ဖီမှာတိုက်ပွဲတွေပြန်လဲပေါ်ဆောင်မယ်လို့စိတ်ကူးရင်လိုက်တမော်ရဲ့နေနေရှင်းလေးဆောင်ရွက်မှုတွေကြောင့်စစ်ဦးကျိုးရင်းနဲ့ပဲအခုဆိုရင်စက်နေမျိုးအနီးတီစုပ်ခွာနေကြရပြီဖြစ်ပါတယ် ဆက်လက်ပြီးတော့လေဒီစနေချန်ပီယံလမ်းပိုင်းစနေမအီလမ်းပိုင်းကိုစုံမထားနိုင်ဖို့လိုပါတယ်စနေမြို့ကလည်းမအီကိုရောက်ရှိဖို့ဆိုလို့ရှိရင် တရားကြီးလေးစင်အနည်းဆုံးဖြတ်တန်းရမှာဖြစ်ပါတယ်ဒီလမ်းကြောင်းတွေကိုဖြတ်တော့မလားဒီလမ်းကြောင်းတွေကိုမျက်ခြံပြတ်စောင့်ကြည့်မလားဆိုတဲ့အခြေအနေနဲ့ဆက်လက်ပြီးစစ်ရေးနိုင်ငံရေးနဲ့ရှင်တွဲပြီးတော့ချိန်ဆသွားရမှာပဲဖြစ်ပါတယ် မအီကနေဒီစနေမျိုးလောက်ထိရောက်မယ်ဆိုလို့ရှိရင်မအီချောင်းတရာစပြီးတော့80အထက်တရာရှိ50နီးပါးရှိပါတယ်။နောက်ပြီးတော့ဒီပိန်နေတောင်လမ်းကျောပေါ်မှာလည်းရခိုင်နဲ့နဲ့ကန်တဘောင်အေနဲ့အပေါင်းပေါက်တွေရှိနေသေးတယ်ဆိုတော့တည်င်းတွေကြားသိရတယ်လို့ရံပြေကျွန်းရပြားမှာရှိနေတယ်ဒီကျောင်းနီမော်ကလည်းမျက်ချင်မပြတ်စောင့်ကြည့်သွားဖို့လိုပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကပဲဒီကျောင်းနီပေါ်မှာရှိနေတဲ့ရခိုင်နဲ့နဲ့ကန်တဘောင်အေတွေထောက်ပံ့တွေခိုးတယ်လာတဲ့စီတွေနဲ့လောင်စာစီတွေစားနေရိတ်ခါတွေမီးလောင်မှုတွေဖြစ်ခဲ့သေးပါတယ်။ဒါကြောင့်မလို့အခုကြောက်ဖြူတိုက်ပွဲအရှိန်ကျလာပြီးတဲ့နောက်တမတော်ရဲ့အောင်မြင်ချက်ထွင်မှုကလည်း ဲစနေမျိုးအထိရန်ရဲကျော်ကြီးရဲ့သုံးပုံနှစ်ပုံလောက်အထိကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီကြောက်ပြူစနေဘဝင်းကျင်မှာရှိနေတဲ့ခြေရွာအုပ်စု52အုပ်စုခြေရွာပေါင်း140လဲကားဒီခြေရွာ90နီးပါးကတော့စစ်ဘေးရှောင်ဘဝကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။လက်ရှိတမရုံကထင်းချုပ်ထားပြီးဖြစ်တဲ့ကြောက်ပြူကနေဒီ -10 အကွာဝေးကခြေရွာတွေကတော့အေးအေးဆေးနေနိုင်ပြီဖြစ်ပါတယ်။တမရိုရဲ့နေမြရှင်လေးစစ်ကြောင်းတွေနေမြရှင်လေးဆောင်ရွက်မှုတွေကိုဒီဒေသခံပြည်သူလူထုစစ်စစ်တွေကပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုသလိုဆောင်ရွက်ပေးနေတဲ့ဒေသခံရခိုင်လူမျိုးတွေလည်းရှိပါတယ် ဒီကြားထဲကမှာရခိုင်လူမျိုးရေးအစွန်ရောက်တွေရဲ့ဒီရခိုင်နဲ့နှက်ကန်တပုံအေကိုဖောက်ပတ်မှုတွေတစုံတရာတွေတဲ့တည်င်းချားတိတာတွေလည်းရှိတယ်အတွက်စုံစမ်းဖော်ထုတ်လည်းရှိပါတယ်။ဆိုတော့ဒီနေ့ကြောက်ပြူမျိုးသိန်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီးတော့ရခိုင်နဲ့နှက်ကန်တပုံအေရဲ့စီရေးပေါ်ဆောင်မှုက294ရက်ကြာမြင့်လာပြီဖြစ်ပြီးတော့ရခိုင်နဲ့နှက်ကန်တပုံအေရဲ့စီရေးပေါ်ဆောင်မှုကလည်းတဖြည်းဖြည်းနဲ့ရှုံးနိမ့်လာပြီဖြစ်ပြီးမကြခင်ကာလအတွင်း ကျောက်ဖြူမှာရှိနေတဲ့ရွက်ကောက်ဝဲမကျင်းမခင်ကာလတွင်ရခိုင်ပြည်နယ်မှာရှိတဲ့ကျောက်ဖြူဂျမ်းပြေနှစ်မျိုးလုံးဂျင်းတဲ့ကျွန်းကြီးတစ်ခုလုံးကိုမြေလံရှင်းလင်းနိုင်တော့မှာဖြစ်ပါတယ်ဒီလိုမြေလံရှင်းလင်းနိုင်မှုဆိုတာတော့ရခိုင်နဲ့နှက်ကန်တပုံးနေတဲ့မျိုးတွေကရခိုင်ပြည်ရခိုင်ပြည်ရခိုင်ပြည်ကိုရောက်ဆောင်ဂျမ်းချက်ဖက်ဖို့လေတုံးပြူတွေနဲ့မြန်မာပြည်ဆုံနိုင်မှုလိုပါတယ်ဖြတ်တော့နိုင်မှုလိုပါတယ်ဖြတ်တော့မယ်ဆိုရင်လည်းတိတိကျကျဖိဖိစီစီဖြတ်တော့ဖို့လိုသလိုမျက်ချိမပြတ်စောင့်ကြည့်မယ်ဆိုရင်လည်းအချိန်မရေ24နာရီနေညဖိဖိစီစီနဲ့စောင့်ကြည့်သွားဖို့လိုပါတယ်ပင်လေ ကြောင်းကိုအဓိကထားပြီးတော့ကင်းထောက်မလားနိပညာဘက်ကိုသွားပြီး UAV drone နဲ့ကင်းထောက်မလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်ဒီမအီတောင်ဘုတ်လမ်းပိုင်းနဲ့မအီရန်ပြေလမ်းပိုင်းကိုသာဖြတ်တောက်နိုင်ခဲ့မယ်မအီကနေထွက်လာမယ်ဒီတံတား၄စင်းထဲကမှမအီကနေတွက်မယ်ဆိုရင်သုံးခုမြောက်တံတားကိုပိတ်ဆို့ဖြတ်တောက်နိုင်ခဲ့မယ်ဆိုရင်ရန်ပြေကျောင်းမှာရှိနေတဲ့ရခိုင်အစွန်းရောက်တွေကိုရခိုင်တပုံတွေကိုအဖရခိုင်နိုင်ငံတော်ထူထောင်ကြမယ်ဆိုပြီးစစ်ကူးရှင်တွေရခိုင်လူမျိုးရေးအစွန်းရောက်တွေအားလုံးကိုပင်လယ်ရေတောက်ပြီးမျက်ချောက်စားရမယ်ပေါ်ကိုရောက်သွားကြမှာဖြစ်ပါတယ် ။တပတ်ကကျမ်းပတ်သမားတွေရဲ့သတင်းတွေမှာပေါ်ပြနေတယ်လို့ကြောက်ဖြူမှာရှိနေတဲ့ဒေတာကန်တွေကအတရားတော်ဖန်ဆီးခံနေရတဲ့စားတဲ့ရိတ်ခါရှာပါမှုတွေကြုံတွေ့နေရတယ်ဆိုတာကတော့သတင်းမှားတွေပဲဖြစ်ပါတယ်။လရှိချိန်ဒီတမ်ရော်ကလေးကြောက်ဖြူမျိုးမှာလိုအပ်နေတယ်။ရိတ်ခါတွေကိုပင်လေရေချောင်းကနေတဆင်၊လေချောင်းကနေတဆင်တောက်လျှောက်ဆူလို့ကုန်တယ်မှုပြုလုပ်ပေးနေတာရှိပါတယ်။ဒေသခံဒီတိုင်းရင်းသားတွေဒေသခံရခိုင်လူမျိုးတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးတော့ကြောက်ဖြူမျိုးနယ်အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ရခိုင်လူမျိုးတွေ ရခိုင်လူမျိုးစစ်စစ်တွေရဲ့စားနပ်ရိခာစားဝတ်နေရေးအတွက်ကိုဖြည့်ရှင်းဖို့အတွက်လည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ရခိုင်နိုင်ငံရဲ့သဘောအေကတော့ရှင်းပါတယ်။ကြောက်ပြမျိုးကိုတိမ့်ပိုက်မယ်ဒီစီမံကိန်းတွေတရုတ်စီမံကိန်းတွေနဲ့နိုင်ငံတကာစီမံကိန်းတွေကရမယ်အခွန်အခတွေကိုမျက်စောင်းတို့တည်ရကြပြီးတော့မျိုးကိုတိမ့်ဖို့ရည်ရွယ်ခဲ့တာကလွဲရင်လက်ရှိအချိန်ရခိုင်လက်နက်ကန်တွေပေါ်အေအေစီရေးဖော်ဆောင်ခဲ့တဲ့နေရာတွေကြွားတွေကတော့ပျက်စီးသွားပြီဖြစ်ပါတယ်။ဆိုတော့ဆက်လက်ပြီးတော့အဖရခိုင်နိုင်ငံတို့ထူထောင်အောင်မယ်လို့စိတ်ကိုရင်နေတဲ့ရခိုင်လူမျိုးကြီးအဆုံးရောက်တွေအနေနဲ့ကတော့ကိုယ့်အခြေအနေကိုနားလည်ဖို့လိုပါတယ်။ ထပ်ပြီးသားစိတ်ကိုယဉ်နေအောင်မယ်ဆိုရင်တော့ဝင်းရှောလို့တော့မှပြောင်းမယူစို့စရာမရှိတဲ့အခြေအနေထိကြောက်သွားကြမှာဖြစ်ပါတယ်။ပင်လေပြင်းကြီးတစ်ခုလုံးရှိတယ်။ငါပန်းပြီးတော့စားနေရေခါရှာဖွေလို့ရရတယ်ဆိုတဲ့ခတ်တုံးတုံးနိုင်ငံရေးအခြေအနေနှိမ်ပါဆိုတွေးခေါ်မှုကတော့ရခိုင်လူမျိုးတစ်ခုလုံးကိုမျိုးတုံသွားစေတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းတတိယဖို့လိုပါတယ်။လက်ရှိရခိုင်လက်သက်ပဲသဘောအေးထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့မှာလည်းပါရီထူးခြားပြောင်းလဲလာတဲ့တိုးတက်လာတဲ့လဲကိုကြည့်ရင်နေ့စဉ်စောက်ရုံမှုတွေဒါကြုံတွေ့နေရပါတယ်။ ရခိုင်လူမျိုးရေးအစွမ်းရောက်တွေရဲ့ဝါဒပြန့်မှုစီရုံးမှုတွေကြောင့်ပဲအဖရခိုင်နိုင်ငံတော်ထူထောင်ခွင့်ရမယ်လို့စိတ်ကိုးရင်နေပေမဲ့လက်ရှိထိန်းချုပ်ထားတဲ့မြို့နယ်ဆက်လေးမြို့နယ်ထဲမှာရှိနေတဲ့ရခိုင်နယ်အားလုံးရဲ့အနာဂတ်ကတော့ကြောင်ပြောင်နေရလို့ဆိုရမှာဖြစ်ပါတယ်။အရေစကားနဲ့ပြောမယ်၊တန်စကားနဲ့ပြောမယ်ဆိုရင်ထွန်းမြက်နိုင်ရဲ့အဖရခိုင်နိုင်ငံတော်စိတ်ကိုးရင်မှုအောက်မှာရခိုင်အစွမ်းရောက်တွေအားလုံးကြောင်ပြောင်ရရှိပါတယ်။ ။ပလောဝကုံသွေးကြီးဂိတ်ကိုလည်းပလောဝကုံသွေးကြီးလမ်းကြောင်းကိုလည်းအခုနိုဝင်ဘာ24ရက်နေ့ထိပိတ်ဆို့ထားတဲ့အတွက်ပလောဝဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရခိုင်မျိုးပလောဝမီဇိုရန်လမ်းကြောင်းကိုအသုံးပြုပြီးတော့ကြောက်တော်မင်းပြားဒေသမှာကုန်စည်မှုပြုလုပ်နေတဲ့ရခိုင်တွေစားတဲ့ရိတ်ခါရဖို့မျှော်လင့်နေတဲ့ရခိုင်တွေအားလုံးကတော့အငက်ငက်အပြက်ပြက်နဲ့ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းအရာကိုလည်းမြင်တွေ့ရဖြစ်ပါတယ် ဆိုတော့လက်ရှိဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်လက်နက်ကိုင်းတပုံ AA ရစီရေးပေါ်ဆောင်မှု294ရက်အတွင်းရခိုင်တွေအလဲလဲအပွဲပွဲနဲ့ဆစ်ရှုံးနေတယ်ရခိုင်လူမျိုးကြီးအစွန်းရောက်တွေလည်းအလဲလဲအပွဲပွဲနဲ့ခွေပြေးဝက်ပြေးပြေးနေရပြီးတော့ဆစ်ရှောင်းဘဝနဲ့စားတရာမရှိနေရာမရှိပင်လေရေတော့မျက်ချောက်စားနေရတယ်ဆိုတော့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နေရစ်ဆိုတာတော့ဒီပလိုမတ်မီဒီယာတို့ နေမင်းထွန်းတို့ရဲ့တင်ပြမှုတွေတတင်းတွေမှာတော့အဖရပြိုင်နိုင်ငံတော်ကြီးကဖွံ့ဖြိုးတိုးတက်တဲ့ရှိပြီးစင်ကာပူကိုကျော်သွားတဲ့အောင်တတင်းတွေတတင်းမတွေထုတ်ပြန်နေရှိပါတယ်။ဒါပေမဲ့မြေပြင်မှာတော့ရခိုင်တွေရင်နိုင်ရတော်မှာခြေမကိုစုပ်ယုံကလွဲရင်ဘာမှတယံစာတာမရှိဘာမှသုံးဆွဲစရာမရှိတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနစ်တတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတင်းများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။